ပညာရှင်တွေခံမှန်းထားကြသလိုနောက်ဆက်တွဲငလင်တွေကတဖြည်းဖြည်းနဲ့အင်အားယောနယ်လာတာမဟုတ်ဘဲနဲ့နောက်ဆက်တွဲငလင်တွေကတဖြည်းဖြည်းနဲ့အင်အားကြီးလာတာဖြစ်တဲ့အတွက်ချက်ပြီးနောက်ဆက်တွဲငလင်က ရောင်မြို့ကြီးရဲ့အနီးနားဖြစ်တဲ့ဖျာပုံမြို့နဲ့86ကီလိုမီတာกว่าပင်လေပြင်ကိုဘူပြုတ်ပြီးတော့ကျင်းအားငါးအဆင့်ရှိတဲ့ငလင်ထက်လောက်တာဖြစ်တဲ့အတွက်တနိုင်ကန်လုံးရဲ့ပြည်သူတွေကတော့ စိုးရင်ပူပန်မှုတွေမြင့်တက်လေရှိနေတာလေးဖြစ်ပါတယ်။ငူကိုကလေးကမှအခုစကိုင်းကလင်ပြီးလို့ရှိရင်စကိုင်းကလင်ရဲ့တောင်ပိုင်းကလင်ဖြစ်တဲ့ရန်ကုန်ဘကူဘူပြူကလင်ထက်လုံးမာကိုစိုးရင်နေကြလေးဖြစ်ပါတယ်။မင်းညာကဖျားပုံပင်လေပြင်မှာလှုပ်သွားတဲ့ကလင်ကပြင်းအားငါဆိုတော့ဆူနာမီတော့မဖြစ်နိုင်ဘူး။ဒါပေမဲ့ပညာရှင်တချို့ခံမှန်းထားကြတာကကြတော့တကယ်လို့ဒါပင်လယ်ပြင်မှာ ပြင်းအားကလေး6.5အဆင့်ချက်တာ လို့လို့ရှိရင်ဆူနာမီဖြစ်နိုင်တယ်ဆိုပြီးတော့ပြောဆိုနေကြတာပဲဖြစ်ပါတယ်။နီပိုကပညာရှင်တို့ကတော့သူတို့က2015မှာခဏတသမာ8ပြင်အားရှိတဲ့ငလိန်ကိုဂျုံခဲ့ရတယ်ပေါ့ဗျာ။ဆိုတော့သူတို့ကတလအကြာမှာပြင်အားခဏတသမာ3ရှိတဲ့ငလိန်ထက်လာတယ်ပေါ့။နောက်ဆက်တွဲငလိန်ကြီးထက်လာတယ်။ဒါကြောင့်မလို့သူတို့ကရန်ကုန်ကိုအထူးသတိပေးထားတာဖြစ်တယ်။သူတို့အနေနဲ့အခုငလိန်ကြီးကတပတ်နှစ်ပတ်နဲ့ပြီးသွားအောင်မှမဟုတ်ဘူး။တလအကြာမှာငလိန်ကြီးတွေ ချက်မှလှုပ်နိုင်တာဖြစ်တဲ့အတွက်အထူးသတိနဲ့အခုကတည်းကနေနေထိုင်ချဖို့တော့သူတို့ကသတိပေးထားရပဲဖြစ်ပါတယ်သူတို့ညီပိုးတုံးကတော့ဘလင်ကြီးလှုပ်တဲ့လှုပ်နိုင်တဲ့မျိုးတွေမှာသလလောက်ကိုဥယျာဉ်ဆွန့်ခွာပြီးတော့အပြင်မှာပဲနေထိုင်ချရတယ်ဆိုပြီးတော့ပြောသွားရပဲဖြစ်ပါတယ်အခုကလည်းအဲ့ဒီအတိုင်းပါပြီမြောင်းနေကမှာသလအချာလောက်လုံးဝကိုစိတ်ချလို့မရသေးဘူးဒါကြောင့်ပြည်သူများခင်ဗျာအထူးသတိနဲ့သွာလာနေထိုင်ချပါဘလင်တဲ့ရင်မိုးလေဝသတဲ့ရင်တွေကိုဆက်ဆက်မပြားနားဆွန့်ကြပါလို့တိုက်တွန်းမရစီပါ မလို့ဝဒအချင်းတွေရှိခဲ့ပေမဲ့လက်ရှိအချိန်မှာတော့လီဖီးယားနဲ့ရန်ကုန်အပြောင်းလဲတွေကြောင့်လက်တော်မှာမုန်တိုင်းဖြစ်လာနိုင်ခြေကယွံနေသွားပြီးတော့အဲ့ဒါလိုမျိုးယွံနေသွားပေမဲ့မိုးရွာသွန်းဖို့တော့ရှိတယ်ဆိုပြီးတော့မလို့ဝဒကျွမ်းကျင်သူအဝင်းနိုင်ကပြောဆိုထားပြီဖြစ်ပါတယ်။ကလင်ထိသားတဲ့ဒေသတွေကမိုးလုံးနေနိုင်ပါတယ်။မုန်တိုင်းမဟုတ်ပေမဲ့လီဖီးယားနဲ့ရန်ကုန်ကတော့၄ရက်၅ရက်လောက်မှဖြစ်လာနိုင်ပါတယ်။ဒီမပြင်းနိုင်ပါဘူးတနအီ15မိုင်လောက်ပါ။ ွမ်ရန်ရာနှုန်းပြက်မြ30ရာခိုင်နှုန်းမှာ90ရာခိုင်နှုန်းထိရှိမယ်ဆိုပြီးတော့အဝိနိုင်ကသူ့ရဲ့ Facebook လူမှုကိရင်ဆာမင်နာပေါ်မှာရေးသားတင်ပြထားတာကိုတွေ့ရပါတယ်။ဒါကြောင့်မလို့ငလီနန်သိင်ဒေတာတွေမှာတော့မိုးမရွာသေးရင်လေငလီနောက်ဆက်တွဲရည်ကျွန်းချင်းတွေကိုယူဆိုင်ဖို့လိုပြီးမိုးရွာသမှုများလာရင်တော့ဘုတ်ယူဆိုင်တင်တယ်လို့ယခင်နေ့တွေကသတိပေးထားတဲ့အတိုင်းပဲပြည်သူတွေကိုသတိပေးပြစေဗျာ။ဒါကြောင့်မလို့ပြည်သူတွေအနေနဲ့မိုးလူသားအခြေအနေတွေလေး ချိန်မီပြောင်းလဲသွားနိုင်တာဖြစ်တဲ့အတွက်မိုးလေဝသတရင်တွေငလင်းတရင်တွေကိုဆက်စပ်မပြနာဆွန့်ချဖို့ဒီကနေ့ပဲတိုက်တွန်းပြဆင်တော့